လူညံ့တိမ်မွေးတဲ့မာကျောကြမ်းတမ်းတာမဟုတ်တဲ့ conflict ကိုကျွန်တော်တို့ဟာညင်ညင်တတာနဲ့ကင်တွယ်ပြီးတော့ကိုယ်လဲအကျိုးရှိ သူလဲအကျိုးရှိအောင်ဆောင်ရွက်တတ်ဖို့လိုပါတယ် conflict ဆိုတာမျိုးကနူးညံ့တိမ်မွေးပြီးတော့ကင်တွယ်ရခက်တဲ့အရာမျိုးပါ မာကျော်ကြစ်လစ်ပြီးတော့ကြမ်းတမ်းတဲ့ကိစ္စမဟုတ်ဘူး very smooth ပဲအဲ့ဒီနူးညံ့တိမ်မွေးတဲ့မာကျော်ကြမ်းတမ်းတာမဟုတ်တဲ့ conflict ကိုကျွန်တော်တို့ဟာညင်ညင်တတာနဲ့ကင်တွယ်ပြီးတော့ ကိုလည်းအကျိုးရှိသူလည်းအကျိုးရှိအောင်ဆောင်ရွက်တတ်ဖို့လိုပါတယ်။အဲ့လိုဆောင်ရွက်မယ်ဆိုရင်တော့အရေးအကြီးဆုံးက emotion လို့ခေါ်တဲ့စိတ်ခံစားချက်ကိုကျွန်တော်တို့ဘယ်လိုထိမ့်မလဲပေါ့ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုဘယ်လိုတိုသိပ်စွာကျွန်တော်တို့ထိမ့်သိမ့်မလဲမျက်နှာပြင်မှာမပေါ်လာအောင်ဘယ်လိုရက်တည်မလဲတစ်ဖက်သားနဲ့ communicate လုပ်တဲ့အခါမှာကျွန်တော်တို့ respectfully ဖြစ်အောင်လေးစားတမှုနဲ့ဘယ်လိုဆက်ဆံကြမလဲဆိုတာမျိုးကိုအထူးဂရုစိုက်ဖို့လိုပါတယ်ဆိုပါစို့ ကျွန်တော်ဇလန်းလေးတစ်ခုဖတ်လိုက်ရအဲ့မျိုးသမီးကမော်တော်ကားကိုမောင်းလာရင်းနဲ့သူကားမောင်းတဲ့ပုံစံဟာအထာမကျဘူးပေါ့ဗျာအထာမကျတဲ့အခါကျတော့နောက်ကကားမောင်းတဲ့သူကဒေါသတွေထွက်ပြီးတော့တခါတည်းနေရာမရလို့သူဒေါသတွေထွက်ပြီးတော့ဟုံးနေစွတ်တီအဲ့မျိုးသမီးကစိတ်ကိုသဘောပေါက်လိုက်တယ်သူငြိမ်ငြိမ်လေးငြိမ်ပြီးတော့ကားပက်ကင်မှာ ပက်ကင်ထိုးတယ်။ဟိုဒုတိယနောက်ကလိုက်လာတဲ့ပုဂ္ဂိုလ်ကလည်းကားပက်ကင်မှာသူပက်ကင်ထိုးပြီးတော့တခါနဲ့ကားတကားတည်းကညီထွက်ပြီးတော့မျိုးသမီးကိုလက်ကလေးကိုထောင်ပြပြီးတော့ညင်ညင်ညံ့ညံ့အော်ဟစ်နေတာကိုတိလိုက်ရတယ်။ဒါပေမဲ့မကြားရဘူးကားအထဲမှာဖြစ်တဲ့အတွက်ကားမှန်တကားပိတ်ထားတဲ့အတွက်။အဲ့တော့မျိုးသမီးက sharing ပုံမှာလက်ကိုတင်နေစိတ်ကိုအေးသွားအောင်သူကိုကိုတိဆောက်တဲ့အသက်ပြင်းပြင်းရှူရဲပြီးတော့ကားဘွားသူဆင်းနေအဲ့လူစီကိုသူတက်တက်ကြီးတန်းသွားပြီးတော့ကျမ မမရွင်ရွင်နဲ့မောင်းမိတဲ့အတွက်ရှင်နောက်ကနေစိတ်အနှောက်အယှက်ဖြစ်စွာကားလိုက်မောင်းရတာဟာဒုက္ခရောက်သွားတာကျွန်မသိပါတယ်။အဲဒီအတွက်ရှင်ကျွန်မအနူးညွန့်တောင်းပန်ပါတယ်လဲစွန်ဝဟိုလူပြဿနာတက်သွားတယ်။သူစိတ်ထဲမှာကဒီမိန်းမလည်းသူ့ကိုပြန်ကလော်တုတ်မယ်လို့ထင်တာလား။သို့သောသူ့ရဲ့မျက်နှာအရန်အံ့ဩပြီးတော့သူဘယ်လိုပြောမှမသိဘူး။အဲ့ဒါနဲ့အဲ့မျိုးသမီးက ကျမရှင်းကိုထပ်တောင်းမှန်ပါတယ်အခုလို့မဖြစ်အောင်လေကျမနောက်ပိုင်းကျရင်ဆင်ခြင်ပါမယ်ကျမကကောင်းကောင်းမွန်မွန်မောင်းတက်တဲ့အမျိုးသမီးတယောက်ပါဒါပေမဲ့ဒီနေ့မှာစိတ်တွေထရပြီးတော့ဘလို့ကြောင့်များဒီလိုအပြုတ်မှုမျိုးပြုတ်မိလဲမသိဘူးဆိုပြီးတော့နင်းနေကကလူလူချင်းချင်းနဲ့ပြုံးပြုံးရွှေရွှေတောင်းမှန်လိုက်တဲ့အခါမှာကိုလူကအံ့ဩပြီးတော့ကျွန်တော်လဲတောင်းမှန်ပါတယ်ဗျာတဲ့ကျွန်တော်လဲအမှန်တကယ်တော့ ဒီလိုမျိုးကျွန်တော်ဖြစ်เสียအကြောင်းမရှိပါဘူးပြည့်ကျွန်တော်အိမ်မှာပြဿနာတစ်ခုတက်လာပြီးတော့ရုံးက project ကလည်းမပြီးသေးတဲ့အတွက်စိတ်တွေရှုပ်ထွေးပြီးတော့အခုလိုဆက်ဆံရေးမှုတွေနဲ့ကျွန်တော်အော်မိဆဲမိတာကိုကိုကိုတော်ရှက်မိပါတယ်ဆိုပြီးတော့ပြန်တောင်းပန်လိုက်ပါတယ်ဒီဇလန်းကိုကျွန်တော်ဏီကုန်းပြန်ချုပ်ကြည့်မယ်ဆိုရင်တစ်ဖက်ကတင်းနေတဲ့အချိန်မှာ ဟိုကလည်းသွားတင်းလို့မဖြစ်ဘူးဆိုတော့ဟိုတွေ့ကျင်တာပါအဲ့ကောင်ကျွန်တော်က negotiate လို့လည်းပြောလို့ရပါတယ်စေစက်ညီနိုင်ဆွေးနွေးတယ်လည်းပြောလို့ရတယ်လို့ခုနကပြိပခအတွင်ဖြစ်လာမဲ့ conflict ကိုကျွန်တော်တို့ကကြိုကာလိုက်တာဖြစ်ပါတယ်အဲ့ဒီအတွက်ဟိုမျိုးသားကသူ့ရဲ့အမားကိုသူဝန်ခံတယ်လို့အမျိုးသမီးကပြုံးပြုံးရွှင်ရွှင်နဲ့သူ့ရဲ့အပြုတ်အမူတွေကိုတောင်းပန်လိုက်တဲ့အတွက်တင်းမာပြီးတော့ပြဿနာတက်နိုင်တဲ့ဘုံအသေးစားလေးတစ်လုံးဟာမပေါက်ကွဲပဲနဲ့တည်ငြိမ်ပြီးတော့ agent နဲ့ပတ်ဝန်းကျင်တွေတခုဖြစ်နေတာကိုတွေ့ရတယ်လို့ပြောချင်ပါတယ်အဲ့ဒီဟာက conflict management လို့ကျွန်တော်ကနာမည်ပေးလိုက်ချင်တာပါပဲကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နာမည်ညီညီပါ